မြန်မာ Global Investment Forum ကိုနေပြည်တော် MICC 2မှာဒီကနေ့မနက်ပိုင်းကစတင်ကျင်းပနေပါတယ်။ဒီအစည်းအဝေးကိုစက်တင်ဘာလ23ရက်နဲ့24ရက်နှစ်ရက်ကျင်းပမှာဖြစ်ပြီးတော့ Euro Money Conference နဲ့ Myanmar Connect 2016တွေကိုတပြိုင်နက်တည်းကျင်းပမှာဖြစ်ပါတယ်။အခုအဲ့ဒီမှာသွားပြီးသတင်းယူနေတဲ့ကျမတို့ရဲ့ DVB သတင်းတောက် ကိုပြည့်ဖြိုးကျော်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းကြည့်ပါမယ်ရှင်။အဲဟုတ်ကဲ့ကိုပြည့်ဖြိုးကျော်ရေး မြန်မာနိုင်ငံရဲ့အစိုးရအသစ်ကဒီယင်းနီမုံမြုံနယ်မှုအတွက်ဘာတွေပြင်ဆင်ထားတယ်လဲအဲ့ဒါလေးပြောပြပေးပါနော်ဟုတ်ကဲ့ပါခင်ဗျအခုလက်ရှိအစိုးရအသစ်ဟာအရင်ကဒီမြန်မာနိုင်ငံယင်းနီမြုံနယ်မှုဥပဒေကိုနိုင်ငံသားသားနဲ့နိုင်ငံသားဆိုပြီးတော့နှစ်ခုခွဲထားပါတယ်အဲ့ဒီဥစ္စာကိုတစ်ခုတည်းနဲ့ယင်းနီမြုံနယ်မှုဥပဒေတစ်ခုတည်းဖူးပေါင်းပြီးတော့အခုကဘာက လုပ်ငန်းရှင်တွေကိုဖိတ်ခေါ်ဖို့အတွက်ဒီလို forum မျိုးတွေကျင်းပနေတာလည်းဖြစ်ပါတယ်ဒီ forum ကိုတော့ဟိုနိုင်ငံတကာကရင်းနှီးမြှုပ်နှံသူတွေအပါအဝင်ပြည်တွင်းပြည်ပကရင်းနှီးမြှုပ်နှံသူတွေအားလုံးလာရောက်ကြပါတယ်အဓိကအဖြစ်ရတော့ပြည်တော်စုဝင်ကြီးဦးကျော်ဝင်းကမိန်ကုန်းနေပြောကြားသွားတဲ့အထဲမှာနိုင်ငံသားနဲ့နိုင်ငံသားမခွဲဘဲနဲ့မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုကိုဒန်းတူအခွင့်အရေးပေးသွားမယ်လို့သိရပါတယ်ခင်ဗျာ အော်ဟုတ်ကဲ့အဲ့ဆိုဟိုနိုင်ငံတကာကစီးပွားရေးလုပ်ငန်းရှင်တွေကရောဒီမြန်မာနိုင်ငံအပေါ်ဗားရီများမှတ်ချက်ပေးပါလေရှင်ဟုတ်ကဲ့ပါမြန်မာနိုင်ငံကညက်စီးပွားရေးအခြေအနေအပေါ်တော့နိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေနဲ့နိုင်ငံသားလုပ်ငန်းရှင်တွေကအဓိကသူတို့မှတ်ချက်ပေးခဲ့တာကတော့ဒီမြန်မာနိုင်ငံရဲ့ငင်းငင်းဖြစ်စဉ်တွေဟာပြန်တော်လေးကိုခြေလှမ်းနေကောင်းမွန်လာပြီးဒီငင်းငင်းရေးတွေပြည်တွင်းငင်းငင်းရေးတည်ဆောက်နိုင်ပြီဆိုတာနဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ အချိန်ဟုန်နဲ့ကောင်းမွန်လာမယ်လို့သူတို့မျှော်လင့်နေကြပါတယ်ဒီအတွက်လည်းဒီနေ့ဒီနေ့ forum ကိုနိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေစီးပွားရေးလုပ်ငန်းရှင်တွေအများကြီးပဲလာရောက်ပြီးတော့ဒါဆွေးနွေးကြတဲ့သဘောကိုတွေ့ရပါတယ်ခင်ဗျဟုတ်ကဲ့ပါရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌပြည်တော်စုဝန်ကြီးဦးကျော်ဝင်းကရောဒီရှေ့ဆက်လောက်ကိုင်းမဲ့အစီအစဉ်တွေအတွက်ဘာတွေများပြောပါလဲရှင်ဟုတ်ကဲ့ပြည်တော်စုဝင်ကြီးဦးကျော်ဝင်းကအဓိကသူပြောထားတဲ့အချက်ထဲမှာအမျိုးသားပြန်လည်တင့်မြတ်ရေး ဖြစ်ပေါ်လာလို့ပြည်တွင်းငင်းရဲ့ထိဆောက်ပြီးလို့ရှိရင်ဒီကအဖြစ်တိုင်းရင်းသားတွေနဲ့ဒီပြည်တော်စုအစိုးရအဖွဲ့တွေရဲ့ဂျားပေါ့နော်တိုင်းနဲ့ပြည်နယ်ကြီးဒေသအလိုက်ဒီမှာဖွံ့ဖြိုးရေးတွေလှုပ်ဖို့အတွက်ကိုသူကရည်ရွယ်ထားပါတယ်အဲနောက်တစ်ချက်အနေနဲ့ထူးခြားချက်အနေနဲ့အဖွဲ့မိန်ကွန်းမှာပဲသူပြောသွားတာကတော့ဒီ nation nature resource လို့ခေါ်တဲ့သဘာဝတည်ရန်စာတတွေကိုတိုင်းရင်းသားတွေနဲ့အစိုးရနဲ့ဂျားထဲမှာတိုင်းရင်းသားလက်နက်ကင်နဲ့အစိုးရနဲ့ဂျားထဲမှာ အာခွဲဝေတုံးဆဲမှုတွေဒီစီးပွားရေးအတွက်ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့တွေဒါတွေကိုအဓိကအားဖြင့်ရည်ရွယ်သွားတယ်လို့ဒီသူ့ရဲ့အဖွဲ့မိန်ကောမှာအဲပေါ်ပြထားတာတွေ့ရပါတယ်ခင်ဗျအဲဝင်းကြီးကိုလည်းထိုင်းရဲ့မေးပြန်းကြည့်တဲ့အခါမှာလည်းဒီနိုင်ငံသားရင်းနှီးမြှုပ်နှံမှုနဲ့ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေဆိုပြီးတော့ခွဲခြားတာမျိုးမဖြစ်တော့ဘဲနဲ့ရင်းနှီးမြှုပ်နှံမှုအားလုံးကိုဒန်းတူအခွင့်အရေးပေးပြီးတော့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်တဲ့ဟိုပေါ့နော်လိုအပ်တဲ့ကဏ္ဍလိုက်ရင်းနှီးမြှုပ်နှံမှုတွေကိုအားပေးသွားမယ်လို့သိရပါတယ်ခင်ဗျ ဟုတ်ကဲ့ပါရှင်အခုလိုမျိုးရှင်းလင်းပြပြပေးတဲ့အတွက်ကိုဖြစ်ဖြိုးကျော်ကိုကျေးဇူးအများကြီးပဲတင်ပါတယ်ရှင်ဒါကတော့နေပြည်တော် MICC2 မှာဒီကနေ့မနက်ပိုင်းကမြန်မာ Global Investment Forum ကျင်းပနေတာကိုသတင်းသွားယူနေတဲ့ကျမတို့ရဲ့သတင်းတောက်ကိုပြည့်ပြိုးကျော်ကိုတိုက်ရိုက်ဆက်သွယ်မြင်းမြန်းခဲ့တာပါဆက်လက်ပြီးကြန့်ရှိနေသေးတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားပါအောင်ရှင်